လုံခြုံရေးဆိုင်ရာချင်းချောက်မှုတွေတိုးမြင့်လာမှုကြောင့်ဆိုပြီးအမေရိကန်နဲ့တောင်ကိုရီးယားကိုမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်ကရှုံချခဲ့ပြီးစစ်လက်နက်ထုတ်လုပ်မှုအရှိန်မြင့်မယ်လို့ပြောပါရယ်ကင်ဂျွန်အန်ဟာစနေနေ့ကပျုံယမ်းမြို့မှာကျင်းပတဲ့စစ်လက်နက်ပြပွဲတစ်ခုမှာအဖွဲ့မိန်ကိုပြောကြားခဲ့ကြောင်းအာနာယောက်ပါတီရဲ့တင်းငွေတွင်နေထုတ်သတင်းစာကဖော်ပြခဲ့ပါရယ်စစ်လက်နက်ပြပွဲမှာခင်းကျင်းပြသထားတဲ့တိုက်ချင်းပစ်ဒုံးကြီးတွေ Kills ဒုံးကျည်တွေကိုသတင်းစာကဖော်ပြပါရယ်အမေရိကန်တောင်ကိုရီးယားပူးရဲစီးရဲလက်ကျင့်မှုတွေဟာအနာဂတ်မှာနျူကလ িয়ার လက်နက်တွေအသုံးပြုဖို့ဖြစ်တယ်လို့အဆိုပါသတင်းစာကဆိုပါရယ်အမေရိကန်နဲ့တောင်ကိုရီးယားဟာမြောက်ကိုရီးယားနဲ့ဒေတာရင်းတိုင်းပြည်တွေအတွက်တကယ့်ချင်းချမှုတစ်ခုဖြစ်တယ်လို့ကင်ဂျွန်ဝမ်ကဆွဆွဲလိုက်ပါရယ်တောင်ကိုရီးယားမှာအမေရိကန်စစ်တပ်အင်အားချထားမှုကို တုံ့ပြန်ဖို့အထူးစစ်လက်နက်တွေ တက်ချထားတယ်လို့၎င်းကဆက်ပြောပါရယ် ချိန်ကြောင်မှုတစ်ကိုဖယ်ရှားဖို့နဲ့အင်အားချိန်ဝင်ရှာညှိဖို့စစ်လက်နက်ထုတ်လုပ်မှုအရှိန်မြှင့်ဖို့မရှိမဖြစ်လိုအပ်တယ်လို့သူကဆိုပါတယ်။အော်တိုဗလာဆေးရမှာအနာရအလုသမားပါတီထူထောင်မှု180ပြည်နှစ်ပတ်လည်နေ့ခန္ဓာထိမ့်မှတ်စီးပြပွဲတရက်ကျင်းပဖို့မြောက်ကိုရီးယားကပြင်ဆင်နေတယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာစီးပြပွဲခန္ဓာမှာနောက်ဆုံးပေါ်လက်နက်တွေထုတ်ဖို့ပြသနိုင်တယ်လို့လေလံသူချို့ကပြောပါတယ်။ စာနေတာကန်ချီကိုဂျပန်အနာယလီဘရယ်ဒီမိုကရက်တစ်ပါတီ LDP ရဲ့ခေါင်းဆောင်ဖြစ်ရွေးချယ်ခဲ့ရာဝင်းကြီးချုပ်တင်တဲ့ဂျပန်နိုင်ငံကိုဥဆောင်မဲ့ပထမဆုံးမျိုးသမီးဖြစ်လာပွဲရှိပါတယ်။ပထမအဆင့်မဲရွေးချယ်မှုမှာ ကိုစလဲလောင်း၅ဦးဘသူမှအနိုင်မရခဲ့ပြီးနောက်စနေနေ့ကပြုလုပ်တဲ့ပါတီခေါင်းဆောင်ရွေးချယ်ပွဲမှာတာကန်ချီကဝင်းကြီးချုပ်ဟောင်းဂျူနီချီယိုကိုအော်ဆူမီရဲ့တားဖြစ်သူရှင်ဂျီရိုကိုအော်ဆူမီကိုအနိုင်ရခဲ့တာပါ။ ဂျပန်လူတော်တွင်ဝင်းကြီးချုပ်သည့်ရွေးချယ်ဖို့မဲပေးမှုကိုအော်တိုဘာလ15ရက်မှာပြုလုပ်မယ်လို့သိရပါတယ်။တန်ကိုင်ချီဟာလက်ရှိဝင်းကြီးချုပ်အိုင်ရှီဘာရဲ့နေရာအစားထိုးမယ်လို့မျှော်မှန်းရပြီးအာနာယ LDP ပါတီဟာလူတော်မှအင်အားကြီးဆုံးပါတီဖြစ်ဆက်ရှိနေမှာဖြစ်ပါတယ်။ဝင်းကြီးချုပ်ဖြစ်ရွေးကောက်ခံရပါကတာကိုင်ချီဟာတက်ကြီးပြည်သူတိုးတက်လာမှုပထဝီနိုင်ငံရေးစီးပွားရေးနဲ့လူဝင်မှုကြီးကြပ်မှုပါဝင်ရှုပ်ထွေးတဲ့ပြဿနာတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ မတူညီတဲ့ယဉ်ကျေးမှုနဲ့နောက်ခံသမိုင်းကြောင်းတွေရှိတဲ့လူတွေကိုခွင့်ပြုတဲ့မူဝါဒတွေကိုဂျပန်နိုင်ငံကပြန်စင်းစားတင်တယ်လို့တာကန်ချီကပြောပါရယ် LGB ပါတီကဘသူပဲဖြစ်ဖြစ်ဝန်ကြီးချုပ်ဖြစ်ရွေးကောက်ခံရတာဖြစ်စေတန်တမာရေးရာစံတမ်းမှုကိုမကြမီရဆိုင်မှာဖြစ်ပါရယ်